လိုင်စင်မဲ့ကားလိုင်စင်မဲ့ဆိုင်ကများကိုပြန်လည်စီးနင်းခွင့်ပြုသည့်တရင်ကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကတန်ကများကိုလိုင်စင်မဲ့ရင်များစီးနင်းခွင့်ပြုပြီးနောက်ဖြူစောတိပြည်သူစစ်စစ်တပ်နှင့်ရဲများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုတော့ထောက်ခံချက်ဖြင့်လိုင်စင်မဲ့ရင်များပြန်လည်စီးနင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းစုံစမ်းသိရှိရပါတယ်။ဇော်လာတရနေ့မှာဆောက်ရီတနိုင်ငံလုံးမှာပြည်သူများကစီးနင်းနေတဲ့လိုင်စင်မဲ့ကားနဲ့ဆိုင်ကများကိုစစ်ကောင်စီကစီမံချက်ဖြင့်ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဇွန်လ၄ရက်နေ့မှာတော့တန်ခါများနဲ့ဖုန်းကြီးเจ้าများအတွက်အသုံးပြုလျက်ရှိတဲ့ RLG အမှတ်စိတ်တက် license မဲ့ကားများကိုမြို့နယ်တန်ခါနာရကအဖွဲ့ရဲ့ထောက်ခံချက်များနဲ့စက်ကောင်စီကပြန်လည်စီးနင်းခွင့်ပြုခဲ့ကြောင်းသိရပါတယ်။ဇွန်လ၁၂ရက်နေ့မှာစတင်ပြီးဖြူစောတိဖြူသူစစ်စစ်တပ်နဲ့ရဲများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုတပ်ဆိုင်ရာဌာနများနဲ့လုံခြုံရေးတာဝန်ရှိသူများရဲ့ထောက်ခံချက်နဲ့ license မဲ့ဆိုင်ရာနဲ့ကားများပြန်လည်စီးနင်းခွင့်ပြုကြောင်းသိရပါတယ်။ဝန်ထမ်းဆိုရင်တပ်ဆိုင်ရာဌာနအကြီးအကဲရဲ့ထောက်ခံချက်ပါမယ်။ လုံခြုံရေးဆိုင်ရာပုံကိုဆိုရင်နေမီတက်နေမှုရဲ့ထောက်ခံချက်ပါမယ်။နေမီရင်ထဲရဲနဲ့ရဲစခန်းမှာစရင်သွင်းအကြောင်းကြားထားရမယ်ဆိုရင်စီးနင်းလို့ရပြီလို့ပြောပါရယ်။တက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်နဲ့မြို့နယ်တွေမှာဝက်တော့ကောင်ဌာနဆိုင်ရာလုပ်ငန်းတွေနဲ့စီးနင်းခွင့်ပြန်ပြူတယ်။နေကျော်လို့လိုမြအောင်စီးနင်းချိန်မှာတာဝန်ချိန်အတွက်စီးနင်းတာမျိုးပဲခွင့်ပြူတာလို့ဘကိုးတိုင်းခရုံးနဲ့ငီးဆက်တဲ့သတင်းရင်းမြစ်ကတည်ရပါရယ်။ ဌာနဆိုင်ရာများကိုထောက်ခံချက်နဲ့လိုင်စင်မဲ့ယာဉ်များပြန်လည်စီးနင်းခွင့်ပြုရမှာအထက်ကအဖြစ်ဆိုင်ကများကိုပြန်လည်ခွင့်ပြုနေခြင်းဖြစ်ပြီးရခိုင်ရှိရင်ဆွဲလိုင်စင်မဲ့ကားနှင့်ယာဉ်များကိုဌာနဆိုင်ရာလုပ်ငန်းတာဝန်များအတွက်ဦးစားပေးခြင်းချက်အနေနဲ့ပြန်လည်ခွင့်ပြုခြင်းဖြစ်ကြောင်းသိရပါတယ် ပြည်သူများကိုလိုင်စင်မဲ့ယင်စီးနှမှုနဲ့ဆက်လက်ဖမ်းဆီးနေစေဖြစ်ပြီးထောင်နဲ့ငွေတံများ6မှတ်ခါလိုင်စင်မဲ့ကားနှင့်ယင်များကိုလည်းသိမ်းဆီးကြောင်းစက်ကောင်စီရဲ့အမိန့်ညွှန်ကြားချက်ကြောင့်နိုင်ငံတော်မှာလိုင်စင်မဲ့ကားနှင့်ယင်ဖမ်းဆီးမှုအကြောင်းပြု၍စစ်တပ်ရဲအပါဝင်ဌာနပေါင်းစုံကပြည်သူများထံမှငွေညှစ်တောင်းယူမှုများလည်းအကြီးအကျယ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စက်ကောင်စီအစည်းအဝေးမှာ လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များစီးနှင်းနေမှုကိုဖော်ထုတ်သွားဖို့လိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားများစီးနှင်းနေမှုကြောင့်နိုင်ငံတော်အခွန်အခများစွာနဲ့နာမှုရှိလို့လုံခြုံရေးဆိုင်ရာကိစ္စများအတွက်အခက်အခဲများဖြစ်ပေါ်နိုင်တဲ့အတွက်ကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ဆိုင်ကယ်များကိုစီးနှင်းမှုမရှိစေရေးချက်မဲ့ဆောင်ရွက်သွားရန်လိုအပ်ကြောင်းအမိန့်ပေးပြောကြားခဲ့တာပါထို့အတူကာညာနာရုံးတွေကနေစာအုပ်တွေထက်ရှိနေတဲ့တရင်ကြောင့်လဲစစ်ကောင်စီကအခွန်အခများစွာနဲ့နာနိုင်ဖို့စုံစမ်းဖော်ထုတ်ကအေးအေးယူမီဖြစ်ကြောင်းလဲသိရပါတယ်